စော်ဒီလီကနေပြန်လည်ထွက်ခွာနိုင်ခြင်းရှိတဲ့ဥရုဂွေးပိုင်နီကွန်အားလုံးဝေးမိလာပါဥရုဂွေးပိုင်နီကွန်လို့ချစ်စနိုးခေါ်ကြတဲ့တိုက်စစ်မှုကြီးဒါဝင်နူညာဟာဆိုရင်တော့ဘင်ဖီကာအသင်းမတော်ကစွမ်းဆောင်ရည်ကောင်းနေပြသနိုင်ခဲ့တဲ့ကစားသမားတယောက်ဖြစ်ပါရင်ဘင်ဖီကာအသင်းမတော်ကထိပ်သီးအသင်းကြီးကတော့ဝိုင်းပြီးတော့ခေါ်ကျင်ခဲ့ရတဲ့ကစားသမားဆိုရင်လည်းမမပါဘူးနောက်ဆုံးမှာတော့ဘကိုးအသင်းကပဲပိုင်နီကွန်ကိုပြောင်းရွှေ့ကြီးပေါင်65သန်းကျော်နဲ့ခေါ်ယူလိုက်နိုင်ပါရင်ပိုင်နီကွန်ဟာဆိုရင်တော့ဘကိုးအသင်းမှာ၃ဟာဒီကြာကစားခဲ့ပြီးတော့သူ့ရဲ့ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကိုတော့မြင်တွေ့ခဲ့ရခြင်းမရှိပါဘူးသူကဘကိုးအသင်းအတွက်ပြိုင်ပွဲစုံ143 ဲမှာဂိုး၄၀အထိသွင်းယူနိုင်ခဲ့ပြီးမဲ့ပရိသတ်အနေနဲ့အသင်းဘက်ကမျောလင်းထားသလောက်တော့မလုပ်ပြနိုင်ခဲ့တာလေးဖြစ်ပါရီနောက်ဆုံးမှာဘကိုးအသင်းဘက်ကဥရုဂွေးပိုင်နဂုံကိုရောင်းချဖို့အတွက်ဖြစ်လာခဲ့ပါရီပြီးခဲ့တဲ့နေ့မှာဒီပြောင်းရွှေ့ဈေးကွက်မှာပဲပိုင်နဂုံကဘကိုးအသင်းကနေထွက်ခွာခဲ့ပြီးတော့ဆော်ဒီကလပ်အဟီလေအသင်းကိုပြောင်းရွှေ့သွားခဲ့ပါရီအဟီလေအသင်းဒီနေ့ကတော့ပိုင်နဂုံအတွက်ပြောင်းရွှေ့ကြီးပေါင်သန်း90ကျော်အသုံးပြုသွားခဲ့တာလေးဖြစ်ပါရီတကယ်ဆိုရင်ဘကိုးအသင်းကပြီးခဲ့တဲ့ဇန်နဝါရီမှာကလေးကပိုင်နဂုံကိုရောင်းချခြင်းခဲ့ပြီးမဲ့ဆလော့ကြောင့်သာရာသီကုန်ထိဆက်ပြီးတော့ထိန်းထားခဲ့တာပါဥရုဂွေးပိုင်နဂုံကြီးကဆိုရင်တော့လက်ရှိအချိန်မှာအဟီ ီလီအတွက်ဆက်ရပွဲကစားပြီးထားခဲ့ပြီးတော့ငါးကိုသိန်းရွာကိုဖန်တီမှုနှစ်ချိန်ပြုလုပ်ပြီးထားနိုင်ခဲ့ပါပြီ။ဘိုင်ဂိုနေနေဒီယာဒီမှာဆိုရင်တော့ဒူးတန်ရပြဿနာတွေနဲ့လည်းယုံကန်နေခဲ့ရပါတယ်။ဆော်ရီဒူးကိုရောက်လာခဲ့ပြီးတော့လာပိုင်းကြာမှာပဲဥရုဂွေးဘိုင်ဂိုနေနေအင်္ဂလိပ်သင်းကနေပြီးတော့ပြန်လည်ထွက်ခွာနိုင်ခဲ့ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်လာပါပြီ။အာဂျင်နီးယားရဲ့ထိတ်တန့်အသင်းသတင်းဖြစ်တဲ့ Republic အသင်းကတော့ဘိုင်ဂိုကိုခေါ်ယူချင်နေတာပဲဖြစ်ပါတယ်။ Republic အသင်းကြီးပြဂယ်လာရိုကတော့ဘိုင်ဂိုကိုသဘောကျနေခဲ့ပြီးတော့သူ့အသင်းအတွက်အားဖြည့်ခေါ်ယူချင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အင်္ဂလိပ်သင်းကိုရောက်လာတာမကြသေးတဲ့ပြင်စာချုပ် က်တန်းကလေ2028အထိကိုရှိနေခဲ့ပြီးတော့အပိသက်ခေါ်ယူဖို့တော့ခက်ခဲနိုင်ပါ ರೀ အရင်ဆုံးအငားခေါ်ယူဖို့ကတော့ပို့ပြီးတော့ဖြစ်လာနိုင်တယ်လို့ပြောလို့ရပါ ರೀ ဘိုင်းနဂိုနီနဲ့ဆော်ရီလေးကနေထွက်ခွာပြီးတော့ Republic အသင်းစီကိုရောက်လာမလားဆိုတာတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါ ರೀ ဘကိုးတင်းကတော့ဘိုင်းနဂိုနီဟာအစားထိုးဖို့အတွက်တိုက်စစ်မှုနှုတ်အထိကိုခေါ်ယူထားခဲ့ပါ ರೀ ဖရမ်မတ်တင်းက EKT ကနေငကြားတိုက်စစ်မှု E set တို့ကိုခေါ်ယူထားခဲ့တာဖြစ်ပါ ರೀ E set အဆိုရင်တော့ဘကိုးတင်းနဲ့အစောပိုင်းမှာရုန်းကန်နေရပြီမဲ့ဝမ်ဟန်တင်းရဲ့ပွဲမှာတော့ပထမဆုံး Premier League တွင်ကိုရလာခဲ့ပါ ರೀ ဂျိုင်မင်းဘကိုးတင်းရဲ့တိုက်စစ်ကလည်းစိတ်ချ ထားတဲ့အနေအထားမှာတော့မရှိသေးဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။အစုံကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။